င်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာအဲ့ဒီနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့အသိပညာအတတ်ပညာဘௌဒ္ဓနဲ့ကျွမ်းကျင်မှုတွေပေါ်မှာအဓိကတည်မီလျက်ရှိပါတယ်။နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ပုံမှန်28ကာကြီးမှာ နိုင်ငံတော်သည်ပြည်သူများ၏ပညာရေးနှင့်ကျန်းမာရေးတိုးတက်စေရေးတို့အတွက်အလေးထားဆောင်ရွက်ရမည်ဆိုတဲ့ပြဋ္ဌာန်းချက်နဲ့ မျိုးသားပညာရေးဥပဒေအခန်းကားမျိုးသားပညာရေးစနစ်ပုံမှ17မှာနိုင်ငံတော်သည်အမျိုးသားပညာရေးစနစ်အကောင့်တွေဖော်ရာတွင်ပညာရယူနည်းများဖြစ်သောကာကြီးကျောင်းပညာရေးခခွေကျောင်းပင်ပပညာရေးခငယ်ကိုတိုင်းသင်ယူပညာရေးတို့ကျင့်သုံး၍ယင်းတို့ကိုတစ်ခုနှင့်တစ်ခုဆက်ဆက်ဆောင်ရွက်ရမည်ဆိုပြီးတော့ပြဋ္ဌာန်းထားတာကိုတွေ့ရပါတယ်ကျွန်တော်တို့နိုင်ငံမှာ 2014ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာသကောင်စင်းများရဲ့ထုတ်ပြန်ချက်တွေအရနေပြည်တော်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအကြောင်းမျိုးမျိုးကြောင့်ကြောင်းမနေနိုင်တဲ့ကြောင်းပြင်ပရောက်ကလေးနှစ်တသမ9တန်းခန့်ရှိပါတယ်2019ခုနှစ်ကြားပြတ်သကောင်စင်းအရအသက်15နှစ်နဲ့အထက်လူငယ်နဲ့တဲကြီးပိုင်းအရွယ်စာမတတ်သူ၄တသမတသန်းခန့်ရှိပါတယ်သမတချင်းဟာ အမမှန်ဝေဖန်ပိုင်းခြားမှုကိုအားနည်းစေပြီးစင်ရခြင်းယောဂါထူပြောခြင်းဒုစရိုက်မှုဖြစ်ပွားစေခြင်းတို့ရဲ့အဓိကအကြောင်းတရားဖြစ်တာကြောင့်ထုတ်ပြန်ထားတဲ့စာမတ်တပ်သူစင်ဒေတာချက်လက်တွေဟာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အလွန်ကြီးမားတဲ့စင်ခေါ်မှုတရားဖြစ်တည်ရှိနေပါတယ်ဒီစင်ခေါ်မှုတွေကိုဖြည့်ရှင်းနိုင်ဖို့အတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဂျေးလက်ဒေတာအနေပြည်သူများနဲ့ တိုင်းရင်းသားပြည်သူများစားတက်မြောက်ရေးအတွက်အလေးထားဆောင်ရွက်သွားရန်ဆိုတဲ့လမ်းညွှန်ချက်များနဲ့အညီပညာရေးဝန်ကြီးဌာနဟာဆက်ဆက်ဝန်ကြီးဌာနများအုပ်ချုပ်ရေးအဖွဲ့အစည်းများဖြစ်ကြတဲ့နေပြည်တော်ကောင်စီတိုင်းဒေသကြီးနဲ့ပြည်내အစိုးရအဖွဲ့များနဲ့ပူးပေါင်းပြီးကျောင်းပင်ပပညာရေးကဏ္ဍတွေဖြစ်တဲ့ခြေကံစားတက်မြောက်ရေးလုပ်ငန်းနဲ့နောက်ဆက်တွဲလုပ်ငန်းစဉ်ဖြစ်တဲ့စင်စစ်ပညာရေးလုပ်ငန်းတွေကိုအချိန်အဟုန်မြင့်ပြီးအကောင့်တွေပေါ်ဆောင်ရွက်လည်ရှိပါတယ်။ တက်မြောက်ရေးလုပ်ငန်းဆိုတာသကောင်းစင်းအရာစာမတက်တဲ့သူတွေအကြောင်းမျိုးမျိုးကြောင့်ရရဒေတာအတွင်းကြောင်းမနေခဲ့ရတဲ့သူတွေမူလာရန်ပညာမသင်ကြားခဲ့ရတဲ့သူတွေတနည်းအားဖြင့်တော့စာမတက်သူတွေကိုအရေးအဖတ်အတွက်အချက်တွေတက်မြောက်ဖို့အတွက်အခြေခံမြန်မာစာနဲ့အခြေခံသင်္ချာတို့ကိုသင်ကြားပေးတဲ့အစီအစဉ်တွေပဲဖြစ်ပါတယ် စင်စစ်ပညာရေးဆိုတာကတော့ခြေခံစတက်မြောက်ရေးလုပ်ငန်းသင်ကြားပြီးတဲ့သူတွေငယ်စဉ်ကမူလာတန်းပညာအဆင့်သင်ကြားပြီးသူတွေနဲ့မူလာတန်းပညာကိုတပိုင်းတစသင်ယူခဲ့သူတွေကိုသူတို့ရဲ့လိုအပ်ချက်ဒါမှမဟုတ်စန္ဒအယပညာရေးအခွင့်အလမ်းတွေဖန်တီးပေးတဲ့အစီအစဉ်ပဲဖြစ်ပါတယ်စင်စစ်ပညာရေးအစီအစဉ်ကိုအကောင့်ထဲပို့ဆောင်ရွက်ခြင်းဖြင့် တင်ယူသူတွေရဲ့စာရေးစာဖတ်စွမ်းရည်ပုံမှုတိုးတက်လာစေပြီးကျွမ်းကျင်ပိုင်နိုင်လာစေမှာဖြစ်ပါတယ်။စာဖတ်စွမ်းရည်မြင့်တက်လာမှုနဲ့အတူနိုင်ငံသားကောင်းစိတ်ဓာတ်တွေဖွံ့ဖြိုးလာပြီးမိသားစုလူမှုစည်းဝေးဘဝတွေဟာရခင်ကတည်းကကျယ်ပြန့်စွာ တိုးတက်ဖြစ်ထွန်းလာမှာဖြစ်ပါတယ်။စင်စစ်ပညာရေးကနေဘဝတက်တက်တာတင်ယူသူများဖြစ်လဲဧကမလွဲဖြစ်လာနိုင်မှာဖြစ်ပါတယ်။တန်းရင်ပညာရေးအစည်းအဝေးဆိုတာကျောင်းပြင်ပပညာရေးအစည်းအဝေးအရ တင်ယူရရှိတဲ့ပညာအဆင့်အတန်းကိုအကြောင်းပညာရေးအဆင့်အတန်းများနဲ့ရည်ချင်းညီနိုင်သတ်မှတ်ပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။အကြောင်းမျိုးမျိုးကြောင့်အကြောင်းပြပကိုရောက်ရှိနေတဲ့ကလေးတွေကိုဒုတိယအကြိမ်ပညာတင်ယူခွင့်ရရှိအောင်သတ်မှတ်ပေါ်ဆောင်ပေးခြင်းပဲဖြစ်ပါတယ်။ယောဒပညာရေးဥပဒေပါပုံမှန်78ခငယ်အရတန်းကြီးပညာရေးတတ်မှတ်ချက်မူနဲ့ကိုက်ညီတဲ့ အသက်၁၀နှစ်က၁၄နှစ်အတွင်းရှိသူကိုကျောင်းပြင်ပမူလာတန်းပညာရေးနန်ဖော်မယ် primary education NFPE နဲ့ပညာသင်ယူခွင့်ဒုတိယအချိန်ရရှိအောင်အကောင့်အထည်ဖော်ဆောင်ရွက်ပေးတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။အခြေခံစာတမ်းမြောက်ရေးစင်ဆက်ပညာရေးတန်းကြီးပညာရေးဆိုတဲ့အစီအစဉ်တွေဟာကျောင်းပြင်ပပညာရေးကဏ္ဍရဲ့လုပ်ငန်းစဉ်တွေဖြစ်ပြီးနှစ်စဉ်ဟန်ချက်ညီညီနဲ့အကောင့်အထည်ဖော်ဆောင်ရွက်နေပါတယ်။ င်ကြီးဌာနအနေနဲ့နိုင်ငံတော်ဝန် COVID-19 ကာယောဂါထိန်းချုပ်တိုင်တဲ့2022ခုနှစ်နှစ်ဆုံးပိုင်းကစတင်ပြီးလုပ်ငန်းစီမံချက်ပါအစီအစဉ်တွေအတိုင်းဇာတ်တက်မြောက်ရေးလုပ်ငန်းတွေကိုနှစ်အလိုက်တိုးချဲ့ဆောင်ရွက်နိုင်ရေးကိုပြင်ဆင်လှုပ်ဆောင်ခဲ့ပါတယ်။ အနေနဲ့ဤပညာပံ့ပိုးမှုထောက်ပံ့ပစ္စည်းတွေပေးအပ်မှုနဲ့အဓိကကျတဲ့ကဏ္ဍတွေအတွက်ဘန္နာငွေများကြခံသုံးစွဲမှုတွေကိုဆောင်ရွက်ပေးပါတယ်။သက်ဆိုင်ရာနေပြည်တော်ကောင်စီဒိုင်းဒေသကြီးနဲ့ပြည်내အစိုးရအဖွဲ့တွေရဲ့အနီးကပ်စီမံပံ့ပိုးပေးမှုတွေနဲ့အကျိုးညှိနှိုင်းခြင်းဈေးကောက်ရွေးအတွက်ဆောင်ရွက်ခြင်းနှီးပြသင်တန်းများပေးခြင်းဇာတ်မျက်ရည်လုပ်ငန်းဖွံ့ဖွဲများကျင်းပခြင်းတင် जा တင်ယူမှုအစည်းအဝေးတွေကိုမြေပြင်မှာတွားရောက်လေ့လာဆန်းစစ်ကဲဖြတ်ချက်တွေနဲ့ခွင်းစင်းဆောင်ရွက်ခြင်း င်ယူပြမြောက်ခြင်းအထိမ့်မှဂုံပြူပွဲများကျင်းပခြင်းနဲ့စာတက်မြောက်ရေးဆောင်ရွက်ပြီးစီးမှုအစည်းအဝေးခံစာများထုတ်ဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ပါတယ်2024ခုနှစ်အတွင်းစာတက်မြောက်ရေးတင်ကြားရာမှာပုံမှန်တင်ကြားခြင်းအပြင်ဒိတ်ပန်တဲ့ဤပညာဝန်ကြီးဌာနရဲ့ဤပညာပံ့ပိုးမှုတွေနဲ့ mobile application ကိုအသုံးပြုပြီးမြည်သည့်ဒေသမှာရောက်ရှိနေသည့်ဖြစ်စေမိမိတို့ရဲ့လက်ကမ်းဖုံးများနဲ့ ခြေခံစာတက်မြောက်ရေးတင်ကြားခြင်းအစီအစဉ်ကိုတွဲဖက်လှုပ်ဆောင်နိုင်ခဲ့ပါတယ်ငါရောစီမအုပ်ချုပ်ရေးကောင်စီလက်ထက်နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့လက်ညှိုးမှုအရကျောင်းပြင်ပပညာရေးကဏ္ဍရဲ့အခြေခံစာတက်မြောက်ရေးလုပ်ငန်းဆောင်ရွက်ချက်တွေကိုအခုလိုတွေ့မြင်ရမှာဖြစ်ပါတယ်။ 2023ခုနှစ်ဇန်နဝါရီလကစတင်ပြီး2024ခုနှစ်မေလအတွင်းမှာရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးကလောနဲ့ဟိုပုံမြို့နယ်တွေရှမ်းပြည်နယ်အတွင်းရှိတောင်ကြီးညောင်ရွှေ လားရှိုးတီပေါ်ကျိုင်းတုံမှာရှိတဲ့အချုပ်ထောင်ကျင်းထောင်၅ခုရှေ့ပြေးဆောင်ရွက်မှုဖြစ်တဲ့ရှမ်းပြည်နယ်အစီပိုင်းကျိုင်းတုံမိုင်းခတ်မိုင်းဖြတ်မိုင်းရောင်မိုင်းယုမြို့နယ်တွေ ။အေယော်ဒီတိုင်းဒေသကြီးပသိမ်ဟင်းသာရမအူဝင်းမြောင်းမြနဲ့ဘိုကလေးမြို့နယ်တွေပြည်ထောင်စုနယ်မြေနေပြည်တော်လေဝိတက္ကိနတိရိပြင်မနာဇဘူတိရိဥဒရတိရိတက်ကုံဇေယတိရိနဲ့ပုပ္ပတိရိမြို့နယ်တွေအမျိုးသားရေလှုပ်ရှားမှုအသွင်နဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ဆောင်ရွက်ခဲ့တဲ့ပြည်ထောင်စုနယ်မြေနေပြည်တော်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာခြေကန်စားတပ်မြောက်ရေလုပ်ငန်းတွေကိုအချိန်အဟုန်မြင့်ဆောင်ရွက်ခဲ့တာကြောင့်ခြေလက်ဒေသနေပြည်သူများနဲ့ တိုင်းရင်းသားပြည်သူ9800ကျော်ဥယျာဉ်အထိခြေကံစာတက်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ကြားပြတကောင်စင်းအရာလူငယ်နဲ့တကြီးစာမတတ်သူ၄တသမတသန်းခန့်ရှိနေတာကြောင့်နိုင်ငံသားတွေရဲ့စာမတတ်သူဥယျာဉ်တွေကိုအခုလိုနှစ်လိုက်လျှော့ချပေးနေခြင်းဟာနိုင်ငံရဲ့အင်မတန်အရေးကြီးတဲ့လုပ်ငန်းစဉ်တွေပဲဖြစ်ပါတယ်။အခြေခံစာတက်မြောက်ရေးလုပ်ငန်းရဲ့နောက်ဆက်တွဲလုပ်ငန်းစဉ်ဖြစ်တဲ့စင်စစ်ပညာရေးအစီအစဉ်ကိုအကောင့်ထဲပို့ဆောင်ရွက်ခြင်းဖြင့် တွေရဲ့စာရေးစာဖတ်စွမ်းရည်ပုံမှုတို့တက်လာစီပြီးကျွမ်းကျင်ပိုင်နိုင်လာမှာဖြစ်ပါတယ်။စာဖတ်စွမ်းရည်မြင့်တက်လာမှုနဲ့အတူ နိုင်ငံသားကောင်းစိတ်ဓာတ်ဖွံ့ဖြိုးလာပြီးမိသားစုလူမှုစီးပွားပွားများအရင်ကတည်းကကျယ်ပြန့်စွာတိုးတက်ဖြစ်ထွန်းလာမှာဖြစ်ပါတယ်။ စင်စပညာရေးလုပ်ငန်းစဉ်မှာစာဖတ်ချိန်မြင့်တင်ပေးခြင်းအစီအစဉ်ဝင်ငွေတိုးပွားရေးအတွက်ချိတ်ဆက်ဆောင်ရွက်ပေးခြင်းအစီအစဉ်နဲ့ဘဝတာယာရေးအတွက်အသိပညာပေးခြင်းအစီအစဉ်ဆိုတဲ့အစီအစဉ်၃ရပ်ပါဝင်ပါတယ်။ပညာရေးဝန်ကြီးဌာနအနေနဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များဆက်ဆက်ဝန်ကြီးဌာနများအောက်ရှိဌာနဆိုင်ရာများမိဘလူမှုရေးအသင်းအဖွဲ့များတိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှုအဖွဲ့များနဲ့ပူးပေါင်းပြီးစင်စစ်ပညာရေးဆောင်ရွက်ပြီးစီခဲ့တဲ့အစီအစဉ်တွေကိုအခုလိုစူးစီးဖော်ပြပေးလိုက်ပါရစေ။ ုင်ငံလုံးတိုင်းတာနဲ့အမျိုးသားရေးလှုပ်ရှားမှုတွင်ဆောင်ရွက်ခဲ့တဲ့အခြေခံစာတက်မြောက်ရေးလုပ်ငန်းမှာသင်ကြားပေးခဲ့တဲ့သူတွေအပါအဝင်ငယ်စဉ်ကမူလဓာတ်ပညာဆင့်သင်ကြားပြီးသူတွေနဲ့မူလဓာတ်ပညာကိုတပိုင်းတစသင်ယူခဲ့သူတွေအသက်အားဖြင့်15နှစ်နဲ့အထက်လူငယ်နဲ့တက်ကြီးပိုင်းအရွယ်တွေအတွက်စင်စစ်ပညာရေးလုပ်ငန်းကိုအကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိပါတယ်။အဲလိုဆောင်ရွက်တဲ့နေရာမှာ2023ခုနှစ်ဒီဇင်ဘာကစတင်ပြီး2025ခုနှစ်ဖေဖော်ဝါရီလအထိ ရန်ပြည်နယ်တောင်ပိုင်းတောင်ကြီးကလောနဲ့ဟိုဘုံမြို့နယ်တွေအေယာဝတီတိုင်းဒေသကြီးပသိမ်ဟင်းသာရမအူပင်မြောင်းမြနဲ့ဘိုကလေးမြို့နယ်တွေပြည်တော်စုနယ်မြေနေပြည်တော်လေဝိတက္ကိနသီရိပြင်မနာဇဘူသီရိဥတ္တရသီရိတက်ကုန်းဇေယသီရိနဲ့ပုပ္ပသီရိမြို့နယ်တွေရန်ပြည်နယ်အစီပိုင်းကျိုင်းတုံမိုင်းခတ်မိုင်းပြတ်မိုင်းရောင်မြို့နယ်တွေမှာအခြေခံစာတမ်းမြောက်ရေးလုပ်ငန်းရဲ့နောက်ဆက်တွဲလုပ်ငန်းစဉ်ဖြစ်တဲ့စင်စစ်ပညာရေးလုပ်ငန်းဆောင်ရွက်ခဲ့မှုတွေကိုအခုလိုတွေ့မြင်ရမှာဖြစ်ပါတယ်။ 2024ခုနှစ်အေပီလနဲ့မေလအတွင်းမှာမြို့သားရေလှုပ်ရှားမှုအတွင်းနဲ့အခြေခံစတက်မြောက်ရေလုပ်ငန်းကိုတိုင်းဒေသကြီးနဲ့ပြည်내တည်တည်မှာဆောင်ရွက်ခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလမှာတော့အခြေခံစတက်မြောက်ရေလုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့တဲ့တိုင်းဒေသကြီးနဲ့ပြည်내တွေအနေနဲ့နေပြည်တော်အပါအဝင်တိုင်းဒေသကြီးနဲ့ပြည်내၅ခုရဲ့ဧရိယာ၆ခုတို့မှာအခြေခံစတက်မြောက်ရေလုပ်ငန်းရဲ့နောက်ဆက်တွဲလုပ်ငန်းစဉ်ဖြစ်တဲ့စင်စစ်ပညာရေးလုပ်ငန်းတွေကိုအကောင့်ထဲပို့ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုကောင်းတဲ့ပေါ်ဆောင်ရွက်တဲ့နေရာမှာလုပ်ငန်းအောင်မြင်တဲ့ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ခဲ့ကြတဲ့တိုင်းဒေသကြီးနဲ့ပြည်내အသီးသီးအနေနဲ့ရေအောက်တိုင်းဒေသကြီးမှာရှိတဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့စီစဉ်ဆောင်ရွက်မှုတွေနဲ့စာသင်သားတွေရဲ့ကြည်နုပီတိစကားသံတွေကိုလည်းခုလိုကြားရမှာဖြစ်ပါတယ်ခင်ဗျာ။ကျောင်းပညာရေးအပြင်ကျောင်းပင်ပပညာရေးလှုပ်ရှားမှုများနဲ့ဆင်ဆက်ပညာရေးလုပ်ငန်းများကို ်အေယာယူတိုင်းဒေသကြီး၅မြို့နယ်မှာကောင်တယ်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။မိုးဝင်းခရိုင်မှာ2023နိုမာကနေစပြီးတော့ခြေကန်စာတက်မြောက်ရေးလုပ်ငန်းကိုစတင်ကောင်တယ်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ရက်ွက်ကြီးရောအချုပ်မှုတွေနဲ့ပူးပေါင်းပြီးတော့ဒီတင်နန်းတထောင်ရရှိရေးဆောင်ရွက်ခဲ့တယ်။နောက်စာပေါင်း96ဝိုင်းပေါ့။ဆရာဆရာမ192ယောက်ပေါ့။သူတို့ရဲ့စာရေးတောင်ရေးနေထိုင်ပေါ့။မိရရှိရေးတောက်သုံးရေးရရှိရေးဒါတွေလည်းကျွန်တော်တို့ဆောင်ရွက်ပေးကြတာဖြစ်ပါတယ်။ ကြည့်ချက်ကုပ္ပမှုအနေနဲ့ဌာနဆိုင်ရာ၃ဦးစီကျွန်တော်တို့တာဝန်ပေးထားတယ်။အဲတည်နှန်းသားတွေရဲ့ကျန်းမာရေးကိစ္စတည်ထောက်မှုပစ္စည်းတွေရမရပေါ့။ဒါတွေကိုကျွန်တော်တို့စီကိုသူတို့ကတည်ပို့ပြီးတော့တည်နှန်းရေးအောင်ပြီးတော့ဝန်ဝင်ပြီးတော့ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။ဒီပင်ညနဲ့မှာသူစာတင်သား 962ဦးနဲ့စတင်ဝိုင်း88ဝိုင်းနဲ့အကောင့်တွေပေါ်ဆောင်နေပါလေ။ဒီပြအနေနဲ့ကတော့184ဦးရှိပါလေ။စတင်ဝိုင်းနေမှာကြီးကျယ်စင်မာတွေထားပြီးပါလေ။ဒီစာဖတ်တာကိုရက်မထားပြီးနဲ့စာဖတ်ရှင်မြင့်တေးစစ်စစ်ပညာရေးလုံလုပ်ပြည့်တွေလည်းအများကြီးကျေးဇူးတင်ပါလေ။အကိုကြီးများကျွန်တော်တို့ပြက်ကွက်ခဲ့တဲ့အခါမျိုးမှာဆိုရင်တို့မတင်လိုက်ရတဲ့သင်ခန်းစာတွေကိုတို့ရောက်ရှိလာတဲ့အချိန်မှာပြန်လည်ပြီးတော့အစားတို့တင်ကြပေးတဲ့အပိုင်းတွေကိုလည်းဒါသင်တန်းနေပြဆရာဆရာမတွေကပြန်လည်ပြီးတော့ဆောင်ရွက်ပေးနေတာမျိုးရှိပါလေ။ကျွန်တော်တို့စာသင်ဝိုင်းမှာပေါ့နော်ညနေ၄နာရီရနေပြီးတော့ည9နာရီထိ ီးတင်ကြပေးနေပါရှင်အသက်55နှစ်အထက်လူကြီးတွေလည်းပါဝင်တဲ့အတွက်ကြောင့်မလို့ဆော့ပင်နေပေါ့နော်စာအုပ်ထဲမှာစလုံးလေးတွေသူတို့မြင်ရလောက်တဲ့အနေထားလောက်ကလေးတွေရှိတယ်ရေးပြီးတော့လိုက်ပြီးတော့နောက်ကနေစိုးခိုင်းနေပေါ့နော်အဲ့လိုမျိုးနဲ့ဖတ်ခိုင်းပါရရှင်ဒီမှာလေးဒီစာသင်ဝိုင်းလေးကိုလာတတ်တဲ့အတွက်စာသင်ဝိုင်းလေးကဘဝတာယာရေးတွေဝင်ွေတိုးပွားရေးတွေသင်ပေးတဲ့အတွက်ညီမလေးမိသားစုမှာစီမံခန့်ခွဲမှုလေးတွေလောက်ကအဆင်ပြေပါရှင်ခုလိုအခြေခံစတက်များရဲ့လုပ်ငန်းနဲ့ဈေးစစ်ပညာရေးလုပ်ငန်းတွေကိုဆောင်ရွက်ခြင်းဟာ ကျေးလက်ဒေသနေပြည်သူများနဲ့တိုင်းရင်းသားပြည်သူတွေအတွက်အလွန်အကျိုးကျေးဇူးများစွာရရှိသလိုတို့ရဲ့လူမှုစည်းဝေးဘဝဟာလည်းပုံမဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်းတင်ပြရင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်ကျောင်းပြင်ပပညာရေးကဏ္ဍရဲ့အခြေခံစာတမ်းမြောက်ရေးနဲ့စင်းဆက်ပညာရေးလုပ်ငန်းဆောင်ရွက်ချက်တွေကိုစီစဉ်တင်ဆက်လိုက်ရပါတယ်ခင်ဗျာ